ရှင်မင်းထံကခစားပြီးပြန်လာလိုက်တာလမ်းမှာလူတယောက်ကပလာပူဝခေါ်တဲ့မုံကိုစားနေတာ တွေ့ကြတဲ့ပြုကပလာပူဝဆိုတာပါဠိပေါ်ပြန်မြန်မာလိုပြန်တော့အိုးခင်းပူမုံလို့ခေါ်ပါလေအဲ့ဒီမုံကြီးလူတယောက်စားနေတာမြင်တော့မစ္စရိယသထေစားချင်လိုက်ကြဆိုပဲပြိဿကြီးနှခမ်းလေးရှာနေတရဘိုက်ကလေးလက်နဲ့ပို့ စားခြင်းသာငါပထေဆိုတော့လေသူများထံတောင်းစားသထေဆိုတဲ့ဂုံခိတ်ကြီးနဲ့တဲမနှိမ့်လှဘူးဟဲအဲ့ထောင်နဲ့ကြည့်လိုက်တော့လေပက်ဆန်တော့အပါသာဝဲစားရပက်ဆန်ကုန်ပါနှမျောဘုံနှမျောဘုံကိုဝန်းတောင်ကိုမတထာရနော်သထေတော့သထေပဲဗျတောင်းစားလို့လည်းမတော်ဘူးဝယ်စားရင်လည်းပက်ဆန်ကုန်မှာပဲဆိုပြီးတော့ ဒီမုံကြီးစားခြင်းနဲ့စိတ်ကနှိမ့်ဆက်ပြီးတော့အိမ်ပြန်အလာညောင်ဆောင်တော့အာရမှောက်ပြီးတွတ်တွတ်နဲ့ညီးတွားနေတာပေါ့လေမုံစားခြင်းနဲ့ယောဂကြီးဖြစ်လို့တထေကတော်ကြီးကအပကတ်လာတယ်တထေကြီးပါတော့ွယ်တော်နေမကောင်းဘူးထင်လေဟေ့ွယ်ငါနေမကောင်းဘူးွယ်နေမကောင်းရင်တော်ယောဂပြောလေကြောက်ခုမယ် မင်းခုလို့မရပါဘူးတဲ့ငါယောဂါကလည်းမင်းပြောပြလို့မဖြစ်ပါဘူးတဲ့တထေးကြီးကျုပ်တော်လင်းနဲ့မရဆိုပြီးအတူတူနေလာတာတော့ဆိုးတိုင်မှန်ကောင်းတိုင်မှန်ကျုပ်မှမပြောတော်ဘူးပြောမှာတော့ပြောပါမင်းပြောလို့မဖြစ်ပါဘူးမင်းကသိတ်လက်ခွာတဲ့မိန်းမဒါမှတထေးကြီးတော်ကျုပ်မပြောရင်လေပြောစရာအပိုတယောက်ရှိနေပြီမို့လား ဟေးမင်းနဲ့ငါနဲ့အနှစ်30လောက်ကောင်းလာတော့မင်းငါဒီလိုမပြောနဲ့ဘယ်အသိမှမရှိဘူးမရှိရင်ပြောရမယ်တထေကြီးရဲ့မင်းကလက်ဖွာတယ်ကွာကန်ကန်ကန်တထေကြီးတော်နှမျောတာလေလင်းနေမရနေလာတာကြာလှပြီကျုပ်သိပါလေလက်မဖွာပါဘူးကန်ပြောစမ်းပါအေးအေးလက်မဖွာဘူးဆိုရင်ငါပြောငါဘရင်ခြံကပြန်လာတော့လူတယောက်မုံပြားကြီးစားနေတာတွေ့တော့လေ စားရှင်လိုက်ကြကွာတထေးဆိုတော့တောင်းစားလို့လည်းမတော်ဘူးမဟုတ်လားဟိုအဲ့တော့တောင်းရီထောင်းတဲ့ပတ်ဆံမပါဘူးလားပါတော့ပါတာပေါ့ကွာဝယ်စားလိုက်ပြီးရောတော့ဩဒီမိမမင်းငါထားတော့မပြောချင်တာဝယ်ကောပတ်ဆံကုန်မှာပေါ့ဟာဟောတော့ကိုဝန်းကိုဝယ်စားတာများတော့နေကဲကဲကဲဒါပြင်တထေးကြီးပတ်ဆံကုန်မှာနှမျောရင်ပတ်ဆံနဲ့မဝယ်ရဘဲနဲ့အိမ်ကြည်တဲ့က အင်းဆန်နေသွားတွေထုတ်ပြီးကြုတ်ကျိတ်နှဲ့ပြီးတော့အဲ့ဒါတရလုံးစားလောက်အောင်မုံလုံးလိုက်မယ်လေပရိသတ်ကြီးသူ့ဝန်းမှာသူ့မတထားတဲ့တထေတရလုံးစားလောက်အောင်ဆိုတော့မျက်ဖြူဆိုင်သွားဟောတထေကြီးတော်ပါဖြစ်တာတို့မင်းလှုပ်ပြီးဒါကြောင့်မင်းမပြောချင်တာမင်းအလွန်လက်ွားတယ်မိမဟာအရထဲကလူတွေကလူမမာတွေလား